ဗော်လမြိုင်မြို့ဘတ်တူအားကစားကွင်းမိုးလုံးလေးလုံးကွင်းမှာလူရသည့်အားကစားတင်တန်းကိုမက်လာ၈ရက်နေ့မနေ့ကဖွင့်လင်းခဲ့ပါတယ်။အိမ်ခိုင်မြဲသတင်းပြပို့ထားတာပါခင်ဗျာ။ မန္တလေးတိုင်းဒေသကြီးနွေရာသီအာကသတင်တန်းကိုမလ၈ရက်နေ့မနက်၈နာရီကပထူအာကသဝင်မိုးလုံးလေလုံးခမ်းမမှာကျင်းပပြုလုပ်ခဲ့တာပါနွေရာသီကျောင်းပရက်မှာအာကသဝါသနာပါသူကျောင်းသားတွေအတွက်ဘိုဘီနန်အာကသနေ့အပဝင်15မြို့ကိုတင် जा ပေးနေတဲ့အာကသတင်တန်းကိုတတ်တင်ဖွင့်လှစ်လိုက်တာပါကျောင်းပရက်ကျောင်းပရက်ရဲ့ဆောင်းဝဲတွေပြီးတဲ့အချိန်မှာကျွန်တော်စပြီးတော့ဖွင့်တာပေါ့တိုတင်တန်းကာလကတော့ကျွန်တော်တလအချိန်ယူတာပေါ့နော်ချိန်ယူပြီးတော့ဖွင့်တယ်အဲအနည်းဆုံးတော့ကျွန်တော်တင်တန်းအာကသနေ့15မြို့ရအောင်ကျွန်တော်ဖွင့်ပေးပါတယ်ဒီနေ့မှာ တက်ရောက်လာသူတင်နန်းသား450နီးပါးရှိပြီးတင်ပေးနေတဲ့အာကစားနီး59မျိုးထဲမှာဘူရှူအာကစားကိုလေးလာတင်ယူသူတွေများပါတယ်။ဖြစ်စဉ်နှစ်တိုင်းပဲပေါ့။တော်တော်ရဲ့ကလေးတွေက9နှစ်ကနေအထက်ပေါ့လက်ခံထားတာ။9နှစ်ကနေပြီးတော့ကလေးတွေ12နှစ်13နှစ်အတန်းကလေးတွေကတော်တော်များများဘူရှူစိတ်ဝင်စားကြတယ်။ပို့ပြီးတော့တနေ့တစ်တနေ့များပြားလာတာပေါ့။ဟိုပထမနှစ်တကဆိုလူ80 100ပဲရှိပြီ။မနှစ်ကကျွန်တော်တို့2015မှာဆိုလို့ရှိရင်230ထိတက်ရောက်လာတာ။ အခုလဲ230နဲ့250ကျောင်းမှရောက်ကလေးတွေ။အနေကြက်တွေရှိနေခဲ့တဲ့မြမရိုးရလဝေးကိုလည်းစနစ်တကျပြန်လဲလေ့ကျင့်ဖော်ထုတ်ဖို့လဲစ조사နေကြောင်းပြောပါတယ်။မြမရိုးရလဝေးကအာဒီနှစ်မှကျွန်တော်တို့ထပ်ပြီးတော့မှဟိုအစ်စ်အနေနဲ့ထပ်ထည့်တာဖြစ်ပါတယ်။အရင်တော့ကတော့မြမရိုးရလဝေးကျတော့ကျွန်တော်တို့ကဒီအာဇာနည်ရမရှိအနေနဲ့နည်းနည်းလေးအမာအသုံးတဲ့အာဇာနည်ဖြစ်တဲ့ကြောင်းចောင်းသားတွေဟိုမှာကျွန်တော်တို့နည်းနည်းလေး ဟိုတင်ပေးတဲ့နေရာမျိုးမလုပ်သေးဘဲနဲ့ဒီထက်မှာတော့ကျွန်တော်ဒီမြဝရိုးကလဝေးအာကစားနည်းကိုတော့ဒီအစ်စ်နေနဲ့ပေါ့နော်ကျွန်တော်ထပ်ပြီးတော့အဖြည့်ဆွပြီးတော့ဖွင့်ထားရှိပါတယ်အာဂဒနီတင်တန်းတွေကိုမနေ့၈နာရီကနေ10နာရီညနေ၄နာရီကနေ6နာရီတပတ်9ရက်တင်ကြားပေးသွားမှာပါခုဖွင့်လင်းတင်ကြားပေးတဲ့အာဂဒနီ15မြို့ကိုတလရက်တို့အခြေခံတင်တန်းအဖြစ်ဖွင့်တာဖြစ်ပြီးတင်တန်းပြီးဆုံးသွားပြီးနောက်ဆက်လက်လေ့လာသင်ယူနိုင်တယ်လို့ပြောပါတယ်ကျွန်တော်အိမ်ခိုင်မြဲကသတင်းပေးပို့ထားတာပါ